ဒီနေ့မှာတော့ KD ကကျောင်းပြန်သတိပဋ္ဌာန်းလမ်းမှာရှိတဲ့ကိုရှေရှေကိုဆိုင်မှာသွားဆောင်မှာဖြစ်ပါတယ်။ဟဲ့ဒါလီယာရောကိုရှေရှေကိုဆိုင်မှာကျောင်းပြန်လူကျောင်းပြန်သားတွေဆိုလို့ရှိရင်ဒီဆိုင်လေးကိုမသိရလို့ရှိတလားပဲပေါ့နော်။ရောက်ပါပြီ။ဆိုင်မှာကမီရီလက်တော်လေးကိုဆောင်ပါတယ်။ ဖေဖေကတော့ဝတ်မူကာထလေးပဲမှားထားတယ်ပေါ့နော်။သူကတော့ဒီတစ္ဆက်ကိုတပေါင်းကြမှာဖြစ်ပါလိမ့်။ကိရီယာရောမာလာနှစ်နေနဲ့ပဲမာထားပါတယ်။ပြီးတော့ဒါလီယာရောဝတ်မူကာတာဆိုတော့ဒါလီယာရောဝတ်သားလို့ပေါ့နော်။ ်အရင်ခြိုက်တယ်ပေါ့နော်ဒါရေပိုးလေးလေးပေါ့နော်ရေပိုးရတော့ခင်ရင်ခြိုက်ပါလေအဲဒါကြောင့်အဲ့ဒါလေးပါမာပြီးတော့กินလိုက်ပါမယ်ပြီးရင်တော့ပုံကနေစီလေးတုပ်လိုက်ပါပေါ့နော်စီတုပ်ပြီးกินတာပို့ပြီးတော့စစ်ပြီးရယ်ဒါလေးကတော့သူတို့ဆိုင်နေပြီးတော့ဒီရေပွဲပေါ်လေးမှာပေါ့နော်ခရုစီလေးဆမ်းမိတာပါဒီဆိုင်မှာကအာဝတ်မှုကထားတယ်၊ကျက်မှုကထားတယ်ပေါ့နော်။ ဘူဖေးပေးရပါတော့ဘူဖေးလုပ်တဲ့အနေနဲ့ကြတော့တရက်ကို19900ချက်ချပါဖြစ်ပါတယ်ကဲခုတော့ရသွားပြီဆိုတော့ခေထည့်ပြီးတော့စားကြပါမယ်အဲအရင်ဆုံးခေရန်ချိုက်တဲ့အမှုလေးကိုစားရှိလိုက်ပါတယ်အမှုလေးကတော်တော်ကောင်းနေအဲ့အထင်အမှားလားအရင်လေးနဲ့အမှုလေးနေရလေလုံးဝအထီးမိနေရတယ်ပြီးရင်တော့ဒီဝတ်တာလေးပေါ့စားကြည့်မယ်ပေါ့နော် 哦ဒီတိုင်းယူယူဆန်းအာနေလဲတော်လေးကောင်းတယ်ပေါ့အရသာအထဲဒီကိုဝင်တယ်ပြီးရင်တော့သူပေးထားတဲ့အချိန်လေးနဲ့တို့ပြီးတော့စားလိုက်ပါမယ်အချိန်လေးနဲ့ဆိုရင်တော့ပြောစရာအောင်မလို့အရင်ကကောက်ပေါ့နော်ရင်တော့ KD ရန်ဆိုင်ရဲ့ရေပုံလေးကိုသူပေးထားတဲ့ပင်လယ်စာ seafood sauce လေးနဲ့တွဲပြီးတော့စားကြည့်လိုက်မယ်။ ရိုးရိုးစားလဲကောင်းတယ်ဒါပေမဲ့သူပေးတဲ့အစော်လေးနဲ့တွေ့ဆိုင်လုံးဝအယမ်းမိုက်တယ်ပြီးရင်တော့အားမရလို့ဆိုပြီးတော့ရှစ်တမြန်မာရဲ့အသားလေးနဲ့ slash ပြန်ပေါ်ထုတ်ပြီးတော့စားလိုက်ပါမယ်ပစက်တာမဆန်းတော့ဘူးတော့မတရားတို့ထဲရအရင်အရင်ကိုကောင်းပါလေဒါလည်းရတော့ခီရီမာရတဲ့ kiwi လေးပေါ့နော် kiwi ဖြစ်ရတယ်တော်တော်ကောင်းတယ်၃ညချက်လို့ဆိုတော့အရင်လေးတန်တယ် ဆိုင်မာကအာဘတ်ဂျက်လေးဆေးဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူကအေးစစ်စစ်နဲ့လည်းစားလို့ရတယ်လူငယ်လေးဆိုရင်တော့တော်တော်လေးလည်းတော့ကြားတယ်ဟဲ့လေးငွားပြီဆိုတော့ပြန်လိုက်ပါအောင်မယ်အားလုံးပဲတက်တာ